ဩရတသာသမိဆိုတာဘာလဲဩရတသာသမိဖြစ်ဖို့ဘယ်လိုအချက်တွေလိုအပ်ပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LLB Group မြန်မာ Law Firm ကရလတော်ရှင်နေဦးအောင်ကျော်ဖြစ်ဖြစ်ပါတယ်ကျွန်တော် Law Firm နေနဲ့အများပြည်သူတို့သိထားတဲ့ဥပဒေဆိုင်ကိစ္စများကိုဆွေးနွေးမြှဝေလျက်ရှိပါတယ်အဲ့တော့ကျွန်တော်ရှေ့ရဗီဒီယိုဖိုင်တစ်ခုမှာဩရတရဲ့ဇနီးဖြစ်သူကဩရတအခွင့်အရေးကိုစက္ကန်ပြတော့မှာ ရောက်ခမထံကနေပြတော့အမွေတောင်းခံခဲ့ခြင်းနဲ့ပတ်သက်တဲ့စေတုံးလေးတစ်ခုနဲ့ဆွေးနွေးမျှဝေခဲ့ပါတယ်။အဲ့ဒီဆွေးနွေးမျှဝေထားတဲ့ post ရဲ့အောက်မှာပေါ့နော်။အရတကဘယ်လိုအခြေအနေမျိုးမှာဖြစ်နိုင်တာလဲဆိုတာလေးကိုလည်းဆွေးနွေးပြဖို့တောင်းဆိုထားတာကိုတွေ့ရတဲ့အတွက်ကြောင့်မလို့ဒီ video file လေးနဲ့ဆက်လက်ဆွေးနွေးမျှဝေပေးရဖြစ်ပါတယ်။အဲ့တော့အခုဆွေးနွေးပြတဲ့အကြောင်းအရာကတော့မြန်မာဗုဒ္ဓဘာသာဝင်နေတဲ့ဒါလေးသဆိုင်ပါတယ်။ အဲ့တော့ဩရတဆိုတဲ့ဝေါဟာရဟာတဲ့တက္ကတဘာသာစကားကနေပြီးတော့မှဆင်းသက်လာခြင်းဖြစ်ပါတယ်တဲ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့ယင်၌ဖြစ်သောသားလို့အဓိပ္ပာယ်ရပါတယ်တဲ့အဲ့တော့ယင်၌ဖြစ်သောသားလို့ပြောတဲ့အတွက်ကြောင့်မလို့တဲ့နော်ဩရတဖြစ်ခွင့်ကိုတဲ့သမီးကြီးဖြစ်သူကရောရရှိနိုင်သလားဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှေးယခင်တို့ကများစွာတန်တရားရှိခဲ့ကြပါတယ်တဲ့ဒါပေမဲ့တာတူနဲ့မောင်ပြားအဖို့မှာ အကြီးဆုံးသမီးဟာလည်းပဲဩရတအခွင့်အရေးကိုရနိုင်တယ်လို့အတိအကျဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကိုတရားလွတ်တော်စီရင်ထုံးနေရလည်းပဲလိုက်နာခဲ့ကြတယ်ပေါ့နော်။ဒါကြောင့်မလို့ဒီနေ့ခေတ်မှာတော့ဩရတဆိုတာကသားရောသမီးရောနှစ်ဦးစလုံးနဲ့သက်ဆိုင်တဲ့ဝါရဖြစ်ပါတယ်။အဲ့တော့ဩရတဖြစ်ဖို့ဘာအချက်တွေလိုအပ်တယ်လဲဆိုတော့အချက်၄ချက်လိုအပ်တယ်ပေါ့နော်။အဲ့တော့ပထမတစ်ချက်က တရားဝင် သာသမီဖြစ်ရမယ်တဲ့တရားမဝင်တဲ့သာသမီဖြစ်လို့မရဘူးပေါ့နော်ဒါနံပါတ်1အချက်ဖြစ်ပါတယ်နံပါတ်2အချက်ကတော့သာယင်သမီးရင်ဖြစ်ရမယ်တဲ့မွေးစားထားခဲ့ရတယ်ဆိုလို့ရှိရင်အဲ့ဒီသာသမီးကဩရတမဖြစ်နိုင်ဘူးပေါ့နော်ဒါနံပါတ်2အချက်ဖြစ်ပါတယ်နံပါတ်3အချက်ကတော့သားဖြစ်တယ်ဆိုလို့ရှိရင်တဲ့အဖမကွယ်လွန်မီပေါ့နော်သမီးဖြစ်တယ်ဆိုလို့ရှိရင်အမိမကွယ်လွန်မိမှာတဲ့၁၈နှစ်ပြရမယ်တဲ့ အသက်မပြည့်သေးရင်လည်းအရတဖြစ်ခွင့်မရှိဘူးပေါ့နော်မိသားတွေကွယ်လွန်တဲ့အချိန်မှာ session နှစ်ပြည့်ပြီးဖြစ်ရမှာဖြစ်ပါတယ်ဒါတော့နံပါတ်3ချက်ပေါ့နော်နံပါတ်4ချက်ကတော့ session နှစ်ပြည့်တဲ့အချိန်မှာတဲ့သားသမီးတွေထဲမှာအကြီးဆုံးသားသမီး ဖြစ်ရမယ်တဲ့သားဖြစ်တယ်ဆိုလို့ရှိရင်အဖပေါ့နော်သမီးဖြစ်တယ်ဆိုလို့ရှိရင်အမိရဲ့တာဝန်ဝတ္တရားများကိုကူညီဆောင်ရွက်နိုင်စွမ်းရှိရမယ်တဲ့ ဥပမာယူသွနေတဲ့သူတွေဖြစ်လို့မရဘူးပေါ့နော်ယူသွနေတဲ့သူတွေကအဖအားအမိတို့ရဲ့တောင်းဝတ်တရားတွေကိုကိုကြီးဆောင်ရွက်ဖို့အတွက်အရေးကြီးပြည့်ရွင်နေပေါ့နော်အဲ့တော့ဒါကဩသတဖြစ်ဖို့လိုအပ်တဲ့အချက်၄ချက်ဖြစ်ပါတယ်အဲ့ဒီမှာချွင်းချက်လေးတွေလည်းရှိတယ်ပေါ့နော်ချွင်းချက်ကဘာလဲဆိုတော့အကြီးဆုံးဖြစ်တဲ့သာဥသမီဥတွေဟာတဲ့ဩရတမဖြစ်ခင်မှာပေါ့နော်သိဆုံးသွားတယ်ဆိုလို့ရှိရင်တဲ့ဩရတဖြစ်နိုင်တဲ့အရေးချင်းရှိတဲ့ဒုတိယသာသမီကလည်း ဩရတဖြစ်ခွင့်ရှိပါတယ်တဲ့ဒါကတော့ချွင်းချက်ပေါ့နော်နောက်ထပ်တစ်ခုရှိတာကအရင်တုန်းကပေါ့နော်ဒါစီရင်ထုံးတွေထဲမှာလည်းပါခဲ့တာရှိပါတယ်ဩရတဖြစ်ဖို့အချက်ကနောက်ထပ်တစ်ချက်ကသူကဘာပြောထားတာရှိလဲဆိုတော့တားဖြစ်ရင်နဲ့အဖအီပစ္စည်းဥစ္စာရှာဖွေရေးပေါ့နော်တမီးဖြစ်ရင်နဲ့အမိရဲ့အင်းတော်ရေးဝတ်တရားတွေကိုကုញီလောက်ကင်ဆောင်ရွက်ရမည်တဲ့နော်ကုញီလောက်ကင်ဆောင်ရွက်တဲ့သူဖြစ်ရမယ်လို့ပြောထားတာရှိပါတယ် ဲ့ဒါကတော့အရင်တုန်းကပါတဲ့ကိစ္စပေါ့နော်အခုနောက်ပိုင်းမှာတော့အဲ့ဒီလိုကုညီလောက်ကင်ဆောင်ရွက်ရမယ်ဆိုတဲ့အချက်လိုအပ်ခြင်းမရှိတော့ပါဘူးနော်အဲ့ဒီဝတ်တရားတွေကိုထမ်းဆောင်မယ်ဆိုလို့ရှိရင်ထမ်းဆောင်နိုင်တဲ့အရေးချင်းနဲ့ပြည့်ဝတယ်ဆိုလို့ရှိရင်ဩရတဖြစ်ခွင့်ရှိပါတယ်ဒါကြောင့်ဩရတဖြစ်ဖို့အချက်ကအရင်တုန်းက၅ချက်လိုတယ်ပေါ့နော်ခုနောက်ပိုင်းမှာ၄ချက်တာလိုပါတယ်။ဒါကြောင့်ခုနကတည်းကကျွန်တော်ဒီ၄ချက်ကိုပဲပြောခဲ့ခြင်းဖြစ်တယ်ပေါ့နော်။ အဲ့တော့အရတဖြစ်ရင်ဘလို့ခွေရေးတွေရရှိတယ်လဲဆိုတော့အဖေဆုံးလို့တားဖြစ်သူကအရတအခွေရရတယ်ဆိုလို့ရှိရင်ကြာရစ်တဲ့မိခင်ထံကနေပြီးတော့အမွေရဲ့၄ဘုံတဘုံကို တောင်းကန်ခွင့်ရှိပါတယ်။အဲ့လိုပဲအမေဆုံးလို့เนาะတမီးကြီးဖြစ်သူကအရတအခွေရရှိတယ်ဆိုလို့ရှိရင်ကြံခဲ့တဲ့ဖခင်ဖြစ်သူထံကနေပြီးတော့အမွေရဲ့၄ဘုံတဘုံကိုတောင်းကန်ခွင့်ရှိပါတယ်။ အဲ့ဒီအခွင့်အရေးကတော့ဩရတဖြစ်တဲ့နေ့ကနေစပြီးတော့၁၂နှစ်အတွင်းတောင်းခံရမယ့်အခွင့်အရေးဖြစ်ပါတယ်အဲ့တော့ဒီမှာသတိပြုရမယ့်အချက်လေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အဖေဆုံးတဲ့အခါမှသာလေတာကြီးဖြစ်တဲ့သူကဩရတအခွေရရမှာဖြစ်ပါတယ်အဲ့တော့အဖေဆုံးတဲ့အခါမှအကြီးဆုံးကသမီးဖြစ်တယ်ဆိုလို့ရှိရင်ဩရတမဖြစ်နိုင်တော့ဘူးပေါ့နော် အဲ့လိုပဲမိခင်ဆုံးတဲ့အခါမှာအကြီးဆုံးသမီးရတာလည်းဩရတာဖြစ်ခွေရှိမှာဖြစ်ပါတယ်။မိခင်ဆုံးတဲ့အခါမှာအကြီးဆုံးကသားဖြစ်တယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဩရတာရက်ခွေ မရှိနိုင်ဘူးပေါ့နော်။တရားနဲ့ပတ်သက်ပြီးတော့စီရင်ထုံးလေးတစ်ခုရှိပါတယ်။အဲ့ဒီစီရင်ထုံးကတော့ဒေါ်မြင့်မြင့်တန်းခါဒေါ်တန်းတန်းမြင့်ပါလေးနဲ့ဒေါ်ခင်ခင်ဆိုးပါနှစ်ပေါ့နော်။1999ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးများစာတစ်ခုကိုအမှုဖြစ်ပါတယ်။ အမှုဖြစ်စဉ်အကျဉ်းချုပ်လေးကိုပြောရမယ်ဆိုလို့ရှိရင်မိဘတွေကွယ်လွန်တဲ့အခါမှာပေါ့နော်ဒေါခင်ခင်ဆိုးဟာအကြီးဆုံးသမီးဖြစ်လို့အော်ရတာရဲ့เนาะအခွင့်အရေးကိုရတယ်လို့အဆိုပြုပြီးတော့အမွေရဲ့၄ဘုံတဘုံကို တောင်းခံပါတယ်ဂျန်နဲ့ညီကိုမောင်နှမတွေကိုတရားစွဲခြင်းဖြစ်တယ်ပေါ့နော်မူလတိုင်းတရားရုံးမှာဒေါခင်ခင်ဆိုးကအနိုင်ရခဲ့တော်လဲပဲတရားဥပဒေကိုရောက်တဲ့အခါမှာတော့တရားဥပဒေက ဘယ်လိုဆုံးဖြတ်တယ်လဲဆိုတော့เนาะဆုံးဖြတ်ချက်အကျဉ်းလေးကိုပဲကျွန်တော်ဆွေးနွေးမျှဝေပေးပါမယ်။ဖခင်ကွယ်လွန်စင်ကတဲ့ဩရတအခွင့်အရေးကိုမရနိုင်သူတမီးတည်းတဲ့เนาะအဲ့တော့သူကဒီမိဘနှစ်ပါးရှိတဲ့အချိန်မှာဗောနော်ဒီစီရင်တုံးမှာပါတဲ့အမှုဖြစ်စဉ်ကဖခင်ဖြစ်သူကအရင်ကွယ်လွန်သွားတာเนาะကျန်တာကတမီးကြီးဖြစ်တယ်။အဲ့တော့ဖခင်ဖြစ်သူကွယ်လွန်ရင်တမီးကြီးကဩရတမရနိုင်ဘူး။မိခင်ဖြစ်သူကွယ်လွန်မှာဒီအခွင့်အရေးကိုရမှာဖြစ်တယ်ဗောနော်အဲ့တော့ဒီမှာကဖခင်ကွယ်လွန်သွားတာဗောနော် အဲအဲပြီးတဲ့နောက်မှာမှကျေးသူမိခင်ကွယ်လွန်တဲ့အခါတဲ့ဩရတသုံးဖို့အကြီးဆုံးသမီးတီအခွင့်ရမရပဲတဲ့နော်ကျန်ညီကိုမောင်နှမများနဲ့အညီမျှတာလေးရရှိမယ်လို့သုံးသပ်ပြီးတော့မှအမွေပစ္စည်းရဲ့ငါးပုံတစ်ပုံကိုသာလင်ရခွင့်ရှိတယ်လို့ပြစ်စေချမှတ်ခဲ့ခြင်းဖြစ်ပါတယ်မူလဆွဲတုန်းကလေးပုံတစ်ပုံဆွဲတယ်တရားရုံးမှာလေးပုံတစ်ပုံနဲ့အနိုင်ရတယ်ပေါ့နော်ဒါမဲ့တရားရုံးကျုပ်ကိုရောက်တဲ့အခါကျတော့ဩရတအခွင့်အရေးကိုမရရှိတာဖြစ်လို့ ငါးဘုံတဘုံလို့ပြင်ဆင်လိုက်တယ်ပေါ့။ဘာဖြစ်လို့ငါးဘုံတဘုံပြင်ဆင်တာလဲဆိုတော့ဒီအမှုမှာမောင်နှမ၅ယောက်ရှိလို့အညီအမျှသာလေပေးခဲ့ခြင်းဖြစ်တယ်ပေါ့နော်။အဲ့တော့လိန်တူမိဘတင်ဆုံးမှသာလေဩရတအခွင့်အရေးကိုရရှိနိုင်တယ်ဆိုတဲ့အချက်ကိုလည်းသတိပြုဖို့လိုပါတယ်။ဒီနေ့ကျွန်တော်ဆွေးနွေးမျှဝေသွားတဲ့အကြောင်းအရာလေးကတော့ဩရတသားသမီးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်။ ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။